အင်းတော်ကိုတက်ကူပေးဖို့ကတာမျိုးကနေထွက်လာတဲ့စစ်ကြောင်းကိုပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကြောင်းပြက်လူနေပါဖြစ်သွားတယ်လို့ဒေသတွင်သတင်းရင်းမြစ်တွေကပြောပါရယ်စိုးသူအောင်သတင်းပေးပို့ထားပါရယ်ရှင်ကတာမျိုးနယ်ရှိဆိုင်ခမာယ309ကနေအင်းတော်ဘက်ကိုတက်ကူပေးဖို့ထွက်လာတဲ့စစ်ကြောင်းကို KIPDF ပူပေါင်းတပ်တွေကကြားဖြတ်တိုက်တာကြောင့်စစ်ကြောင်းပြက်လူနေပါဖြစ်သွားတယ်လို့ဒေသတွင်းရင်းမြစ်တွေကပြောပါရယ်ကတာမျိုးကနေ9မိုင်လောက်အကွာက ်ပေးမလို့ရွာနာမှာအင်အား150လောက်ပါတဲ့စစ်ကြောင်းနဲ့ PDF ပူပေါင်းတပ်တွေမတ်လ15နဲ့16နှစ်ရက်ဆက်တိုက်တိုက်ပွဲပြင်းထန်ခဲ့တာလို့သိရပါတယ်။ကတားနီလာစစ်ကူကတော့အင်ဒိုလာဒါပေမဲ့အဲလမ်းမာရင်ဖြတ်တိုက်ခရံလို့စစ်ကြောင်းတစ်ကြောင်းလုံးအာပြုတ်တယ်လို့ဖြစ်တော့ဘောနော်အရှင်ဖမ်းပြီးဟာလည်းရှိရသေးတယ်ဟာလည်းရှိရနောက်တစ်ခုကကြတော့ဒီနေ့မနေ့9နိုင်10နိုင်လောက်အထိတော့တို့ကတာကိုဝင်တယ်လို့တော့မကြားသေးဘူးဘောနော်ကတာဘက်ကိုတို့ဖီယိုဖီယန်နဲ့တက်ဆုပ်သွားတယ်ဒါပဲကြားနေတယ်ဝင်တာတော့မရှိသေးဘူးဘောနော် ကျူတင်တရင်ရတာကြောင့်ဂျားဖြတ်တိုက်နိုင်ခဲ့တာဖြစ်ပြီးတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်30လောက်ကိုအရှင်ဖမ်းမိခဲ့တယ်လို့ RPG တလက်အပါအဝင်လက်နက်ငယ်20ဝန်းကျင်ကိုသိမ်းမိခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့ KIA ဘက်ကတော့ကရှင်ပြည်နယ်တွင်းနေရာမဟုတ်တဲ့အတွက်အတိပြုပေးဖို့အခက်အခဲရှိတယ်လို့ DVV ကိုပြောပါတယ်။ကဲအဲ့မှာတော့မကြာခဏဟိုဗလဲအဲပြည်ရက်ကိုဘုံကတူနေတဲ့ခဏခဏ ီလိုရင်ဖက်တဲ့ပွဲတွေတော့ခင်ဗျားရှိပါတယ်အဲ့မှာတော့ဒီစစ်ကရင်တရားရှိဖို့တော့တော့အဲ့မှာခက်ခဲနေများရှိပါတယ်ခင်ဗျာမက်ရှလာစခွန်ရဲမှာတော့တိုက်ပွဲတွေညင်သက်သွားပြီးကတာမျိုးထဲမှာလည်းပုံမှန်အတိုင်းလဲပတ်နေကြောင်းတခြားဒီသားကန်ဒီကပြောပေမဲ့အထပ်ပါကိစ္စတွေနဲ့ပတ်သက်လို့ DVP အနေနဲ့အသေးစိတ်အတည်ပြုနိုင်ဖို့ကြိုးစားနေပါတယ်အင်းတော်ဘက်မှာဆိုရင်တော့စစ်ကောင်စီကဂျပန်လှိုင်ကူကုန်းနေရာကနေခုခံနေတာ ခုနှစ်လဝင်းကျင်ကြာမြင့်လာပြီးအခုလပိုင်းတည်းကာကင်းတချို့ကိုပြန်ရထားကြောင်းဒေတာအတွင်းသတင်းရင်းမြစ်တွေကပြောပါရယ်2014တကောင်စင်းနေအရာအင်းတော်မျိုးမှာလူဦးရေ3000ကျော်နေထိုင်ကြပြီးကာတာမျိုးမှာတော့လူဦးရေ3600ဝန်းကျင်နေထိုင်ကြပါရယ်ကျွန်တော်စိုးသူအောင်ပါ